ဒီကောင်လေးရဲ့အထဲမှာတချင်းဆိုနေအကတိုက်နေလားမသိပါဘူးအဲ့မှာသူတို့ဘာလဲဆိုနေတော့ဗာလဲကိုကိုမှာကိုကိုမှာဆိုရင်မလုံနေရကနေရအကုန်လုံး900လုံးကိုကျွန်တော်ကာလာခွာတာအဲ့ကောင်လေးသူ900လုံးကိုကျွန်တော်ဒီကောင်လေးအောင်မှာအာအာမောက်ရလေးလူကြီးကုန်းကုန်းလေးလို့စဆောက်တယ်အဲ့စကောင်ကိုကျွန်တော်ဝင်ရောက်စီးနေတယ်ဗာအဲ့ဒီတော့ကျွန်တော်တို့က3မိနစ်တင်ကုန်ကြီးဆိုနေမယ်တင်လိုက်တယ်3မိနစ်ပဲတင်လိုက်ရအဲ့စကောင် မင်္ဂလာပါညီလေးမင်္ဂလာပါဗျာအဲပိုင်မချဲတဲ့ဘူပိုင်ချဲဆိုရအခုကရန်တွေကိုလက်စွမ်းတွေပြနေတာပေါ့နော်ပြည်သူတွေကလည်းဒါညီနဲ့အင်တာဗျူးကိုမျှော်ကြတယ်ပေါ့နော်အဓိကအဲဒီလှုပ်သွားလိုက်တဲ့လှုပ်ပုံစံတွေအဲစီစဉ်သွားလိုက်တဲ့ဟာတွေရလာတဲ့ရလက်တွေကပြည်သူအရန်သဘောကျတဲ့ဟာဖြစ်တယ်ကွာအောင်မြင်မှုလည်းရတယ်စစ်တုံးမင်းတွေလည်းမိတယ်တေးတဲ့ကောင်လည်းတေးတယ်ပေါ့နော်လက်နက်တွေလည်းရတယ်ပြီးတာကတော့ကုတက်ဖွဲ့လုံးဝအထီးကိမ့်မရှိဘဲနဲ့ ြန်ပြီးတော့ဆုတ်ခွာနိုင်ခဲ့တယ်ဆိုတဲ့ဟာကတကယ်ကြီးကျူးလေးစားစရာကောင်းတယ်ပေါ့နော်အဲ့တော့အဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့နည်းနည်းအကျေတဝင်းလေးအသေးစိတ်လေးလောက်အောင်ပြောပါအောင်ဘလို့အခြေအနေနဲ့ဘလို့ဖန်ပြီးခဲ့အဲအဲ့ကောင်ကကျွန်တော်တို့စဉ်းစားတာပေါ့နော်စဉ်းစားတာဘာလဲဆိုတော့ဒီကောင်ကြီးရဲ့အနီးကပ်မှာကျွန်တော်တို့ damage ဆိုတဲ့ပြူရတွေပါရှိရပါနည်းနည်းသူကလည်းအင်အားတောင်းနေဆိုတဲ့ရွာထဲမှာပါတာပေါ့စီးရအဲ့ဒီကျွန်တော်တို့ဟိုဟာအဲ့ဒီရဲ့မြောက်ဖက်မှာဆိုရင်ကျွန်တော်တို့ဒါပြူရလေးကြီးပဲဗျာပြူရလေးကြီးရဲ့ဒီကောင်ကအလင်မောင်ကငုံထားသလိုဖြစ်နေတာဒီရလေးကဟုတ်အဲ့တော့ ကျွန်တော်တို့ကဒီအဲ့ဒီရောလို့ပို့တော့ကျွန်တော်တို့ဒီရှိရပြူရွာတွေအရင်ဖြတ်ရတယ်ပေါ့နော်ပြူရွာတွေအရင်ဆုံးကျွန်တော်ဂျူဖြတ်ရတယ်သွားရတယ်အဲ့ဒီလေကြာကျွန်တော်လမ်းမရှိတဲ့နေရာတွေလမ်းရှိအောင်သွားရတယ်ပေါ့ဒီကောင်တွေလည်းနည်းနည်းတော့ဟိုဂင်းပေါ်နေဟိုအချိန်လည်းပါအောင်ကျွန်တော်ကအဲ့ဒါကိုမှဟိုဘယ်လိုပြောမလဲအငိုက်ဖမ်းလိုက်တာပေါ့ဒီကောင်တွေကရွာဟိုဟာဒီပြူရွာတွေရဲ့အလဲကောင်မှာနေရတာဆိုတော့သူတို့တက်ကဒီလိုရှားရံသူထိုးဖောက်ဝင်ရောက်မလာနိုင်ဘူးလို့သူတို့စိတ်ထဲမှာထင်ကောင်းထင်းနေလိမ့်မယ်ပေါ့ အဲအကြောင်မလို့ကျွန်တော်ကအဲ့အချိန်တွေကိုကြည်ပြီးမှဒါကျွန်တော်တို့အကုန်သေးချာအသေးစိတ်ဘလန်ဆွဲပြီးဆိုမှရဲဘော်တက်ဖွဲ့နေတိုင်ဝင်ပြီးဆိုမှအဲဒီအငိုက်မှာကျွန်တော်တို့ဒါအချိန်မဆောင်နိုင်မင်းနဲ့ဒီအိုင်မဲဝင်ပြီးတော့ဟိုဝင်ရောက်စီးနေလိုက်တာပေါ့ကျွန်တော်တို့အဲ့ဒီနားမရောက်ခင်မှာမရောက်ခင်မှာကျွန်တော်တို့မီတာမီတာ50အမ်မီတာ100လောက်အကွာမှာဒီကောင်းလေးရဲ့အဲ့ဒီရဲ့နှစ်ယောက်ကဓမီနဲ့ကျွန်တော်တို့တက်ဖွဲ့ဝင်နားရဲ့လဲကွန်းတစ်ခွက်ချာမှာသူတို့တီးတီးလာစွန့်နေအော်အဲတီးတီးလာစွန့်နေတော့ကျွန်တော်ကအဲ့ကျွန်တော်လည်းအဲ့ဒီဟိုဟာတွေက တက်ဖွဲ့ဝင်တယောက်နဲ့ကြည့်တဲ့အချိန်မှာဒီကောင်ကငှက်ပြတာလို့ထင်မှာကျွန်တော်တနက်ပါလို့ဆိုတာထိုင်ဆောင်နေတဲ့ချင်းဒီကောင်နေနေကပြန်ပြီးတော့ဝင်သွားတာအဲတဲကိုအဲအဲ့မှာကျွန်တော်ကဘလို့မှဟိုသွားလို့များတဲ့အစုံမှာကျွန်တော်ကဒီကစင်းပေါ်သွားမယ်ဟေးဆိုရင်လာရန်တိုင်နေတဲ့အချိန်လည်းပါတယ်အဲ့တော့မြောင်းနေရနေမှာကျွန်တော်တို့ဒီရရင်ကုန်ထိုးပြီးသွားကြပါဘူးရင်ကုန်ထိုးပြီးဆိုရင်ဟွာလောက်တရားလေးရှိရတရားလေးအောင်ဆိုကျွန်တော်ကတက်လို့မရဘူးအဲ့မှာငုံပြီးသွားတဲ့အချိန်မှာခေါင်းလေးနေရင်ကုန်လေးထိုးပြီးသွားကြတာအဓိကပြောမယ်ဆိုကျွန်တော်ကွန်မန်ဒိုတောင်မှကျွန်တော်တို့ကွန်မန်ဒိုမှာမဟုတ်ဘူးအဲ့အဲ့ဘွဲက အဲ့ဟိုကျွန်တော်အဲ့အဲ့အဲ့ကျွန်တော်တို့စဝင်တဲ့အိမ်မှာပြီးသူပြီးသူဆိုတာဆိုတာထက်သူ့ယောက်ျားကဒီဟိုဟာပေါ့တော်နဲ့ထွက်သွားတယ်လို့ပြောတယ်မရှိဘူးပေါ့သူမိမိသားတဲ့ဟောပဲရှိရအဲ့ဒီအိမ်မှာကျွန်တော်စဝင်သွားတဲ့အိမ်မှာအဲကျွန်တော်ကအဲ့အောင်မှာဘယ်ဟာကစခန်းဘယ်ဘယ်ဟာကကင်းနေမှလဲကျွန်တော်မသိဘူးကျွန်တော်တခါမှလည်းမရောက်ဘူးတကယ်ပဲဒီတက်ဖွဲ့ဝင်တွေအဲအလုံးလုံးမဲ့ဒီဟိုဟိုမရှိရင်ဟိုလုံးမယ်ဆိုအကြံပြုတဲ့လူတွေရာပဲအဲ့ဒီဟိုဟိုသိရနေရာတွေသိကျွန်တော်ကတခါမှမရောက်ဘူးသိလည်းမသိဘူးကျွန်တော်က အဲ့တော့အနားရောက်မှကျွန်တော်တို့ဒီကောင်းတဲ့စကားဆံကိုနားထောင်တဲ့အချိန်မှာနားထောင်ရကျွန်တော်လည်းစကားပြောနေတယ်အဲ့တော့ကျွန်တော်ဘယ်နားနေဝင်ရမလဲစဉ်းစားချင်ဘယ်နားမှဝင်လို့မရတော့ကျွန်တော်တို့ကဝင်မောက်ကမရှိတော့ဘူးအဲ့တော့ဒရားကြီးကသွားမယ်ဆိုရင်ဒရားအဲ့ဒီဒရားကြီးအောင်မှာရေစီးရမ်းတယ်ကျွန်တော်ပါသွားနိုင်တယ်အဲ့ဒီအထဲမှာပါတယ်အဲ့တော့မကျွန်တော်ကအဲ့ဒီအောင်မလို့ပဲအဲ့ဒီအိမ်အောက်ကနေဖြတ်ပြီးတော့ဝင်ရမယ်ဆိုမှအဲ့ဒီမီးရောင်နေလဲဝင်နေချိန်မှာအဲ့တည်းမှာအချိန်အကြာကြီးယူပြီးတော့ဒါကျွန်တော်ဝင်ကြတော့ဝင်ကြပြီးတော့ကျွန်တော်ရှေ့ကျွန်တော်ရှေ့အဲ့ဒီလမ်းနှခမ်းကိုလဲကတ်ပါရောဒီကောင်လေးရဲ့အထဲမှာတချင်းဆိုနေအကတိုက်နေလားမသိပါဘူး အဲ့မှာသူတို့ဘာလဲဆိုနေတော့ဗါလဲကုကုမာကုကုမာဆိုမှလုံနေရကနေရအင်းတဲ့မှာအဲ့ဒီမှာကျွန်တော်တို့တက်ဖုန်းတွေဝင်တဲ့အချိန်မှာအဲ့ဒီအိမ်ဘော်ကဟိုမိမသားနဲ့ကလေးတယောက်ကအဲ့သူတို့အိမ်အောင်လူလူစိမ့်ကတ်တဲ့ထင်ပြီးတော့ဘယ်သူလဲဘယ်သူလဲမေးရပေါ့မေးရချိန်မှာကျွန်တော်ကအဲ့ဒါကိုကြားပြီးတော့ဟိုရှေ့ရဟာတွေမှာကျွန်တော်တို့ကအစိုးရရအစီအစဉ်ရှိပါတယ်အရှင်ဖမ်းဖို့ဆိုတာလေအစီအစဉ်ရှိတယ်အဲ့အစီအစဉ်ရှိရယ်အစီအစဉ်ဒီအစီအစဉ်ကြားလာလာပါတော့เนาะကျွန်တော်တို့ဒါပြစ်တယ်ဆိုတော့ပြစ်လိုက်ပြစ်လိုက်ခတ်လိုက်တယ်ဆိုတာလေကျွန်တော်တို့တနက်တောင်းတဲ့အချိန်မှာတနက်မပေးလို့မလို့ပြစ်လိုက်ခတ်လိုက်တာ အဲဒီကောင်းလေးအဲ့ကိုကုမာကိုက်နေတဲ့ချိန်မှာကျွန်တော်တို့ကပြေးသွားပြီပြေးသွားပြီဟျောင်းနေမလို့နဲ့လက်မြောက်ဆိုင်မှာပြောတဲ့ချိန်မှာအဲသူတို့သူတို့လူလူပဲထင်းနေတာကျွန်တော်တို့ဟုတ်အဲ့တော့ပြုတ်ကြည့်နေဟမ်ဟမ်ဟားနေမှာကျွန်တော်မျက်နှာထိုးပြီးမှာအဲ့ပိတ်អော်တော့ပဲပြဲဆိုခေါ်អော်ပြီးအဲ့ကျွန်တော်အဲ့တရားကကိုက်နေတဲ့တော့ကျွန်တော်တွန်းလဲလိုက်တွန်းလဲပြီးတော့အဲ့တနက်တွေပါလေအကုန်လိုက်ကြည့်ကြည့်တဲ့ချိန်မှာဓမီမီးလိုက်တယ်မှာဘေးကဘူးတော့တယောက်ကအဲ့ရောအောင်တနက်ကိုသူပြီးဆွဲလိုက်တာဟုတ်တနက်ကိုဆွဲပြီးတော့ကျွန်တော်တို့ပြန်ခုခံမယ်လို့အဲ့တက်ဖုန်နဲ့ကျွန်တော်တို့လည်းပြစ်လိုက်တာအဲ့ကောင်လေးပြီးပြီးတော့ ကျွန်တော်တနက်ကလည်းအချိန်မှာဘယ်လိုပြမလဲဟိုကျွန်တော်တနက်ကကျွန်တော်ဟိုရှေ့တန်းတနက်ကပါမလာဘူးကျွန်တော်ကဒီဘက်ကနေမြေကန်တယောက်စီကကျွန်တော်တနက်ကိုယူလိုက်တာဩအဲ့တော့တနက်ကတစ်ချက်ပြီးတော့ဓာတ်မသိတော့တစ်ချက်ပြီးတော့ဂျမ်းပြစ်သွားတဲ့အချိန်မှာအော်ကောင်တနက်ကိုကင်တာအချိန်မှာဒီကောင်တနက်နဲ့ပြင်မအောင်လို့ဒီကောင်လဲမလို့နင်းထားတယ်ချော့တစ်ဖက်ကအဲမင်းတို့မလုံးနဲ့မလုံးနဲ့မင်းတို့လက်လက်တီတင်တာလက်တီနဲ့ခေါင်းဟာလို့ဒါမင်းတို့ဂန်းဒီကင်ပြစ်တတ်မှာတော့អော်ပေးတယ်လားကိုတနက်ကဟိတ်နေဟန်းရနေကိုတနက်ကဂျမ်းပြစ်နေပြင်မြားတော့ဩဗျာ ဲတနက်ကတစ်ချက်ပဲပြစ်လိုက်ရတယ်ပြီးရေးနဲ့နှိထားတဲ့အချိန်ကြီးနဲ့ပေါအောင်ဆိုတယ်တနက်ဆိုတော့ကျွန်တော်ကျွန်တော်တနက်နဲ့ကျွန်တော်မဟုတ်တော့လေဟိုဓာတ်အထာမသိတော့ဟိုကျော်လဲအဲ့လောက်ကြီးမစဉ်းစားမိလိုက်ဘူးတဲ့အဲ့ဒီမှာအဲတကယ်လည်းဖြစ်တဲ့ချိန်မှာဟိုပြစ်ပြီးတော့ဒါဟိတ်နေဟန်နေပဲသိရမလားလေဘယ်နည်းနင်းတာကျွန်တော်ကအကုန်လုံး900လုံးကိုကျွန်တော်ကကလာခွာတာအကောင်နေပြီး900လုံးကိုကျွန်တော်ကဒီကောင်လည်းအောင်မအာရမောက်ရလေးလူကြီးကုန်းကုန်းလေးလို့ကျွန်တော်အာရမောက်လို့တကောင်ပလက်လိုက်မယ်တနက်ကိုရေမောက်နေတာအဲ့အဲ့ဟွာပေါ်မှာလင်မီးကိုမထက်တက်နေတာတဲ့ချောက်ကနေပါတဲ့ချောက်ကနေချက်တက်မှာမြေတနက်နေချချသူမှာ ချပြောတယ်အရှင်ဖန်းခေါ်လာဘူးနော်အင်းတော့ကတော့တကယ်အဲ့တဲနာလေးကိုကတ်တဲ့အချိန်ကြီးအသေးလေးရာကြီးတော့ဟောဒီကောင်ကွာမလွယ်ဘူးကွာပေါ့နော်လုံးဝမီးအောင်လေးမေမေလေးအောင်ပါပေါ့နော်အဲလုံးဝဟုတ်တယ်ကြာအဲ့မပြည့်ပြောပါသေးရပါလေကျွန်တော်တို့ဘာမှမလုပ်ပါဘူးဘာမှမလုပ်ပါဘူးကျွန်တော်တို့ဘာမှမလုပ်ဘူးလေကျွန်တော်ကကျွန်တော်မေးသေးတယ်ပဲဘာမင်းတို့ဘာဘာမှမလုပ်အောင်ကျွန်တော်တို့ရတယ်ဟွာတယ်ဘာလဲဘာမှလုခဲ့ပါဘူးနေမင်းတို့အဲ့ဆိုတင်းနှင်းရတာဆိုဆင်းရတယ်ဗျာလေဘာဖြစ်လို့လဲအတင်းကျိုးတုတ်ပြီးတော့ခေါ်သွားလို့တင်းနှင်းရလို့ပြောတာပဲကျွန်တော်တို့တော့ဟို တော့တို့ကနော်ဒါတို့တော့မထင်မှတ်ထားတဲ့အခြေအနေမျိုးကအောင်ဖန်တီးပြီးတော့အောင်မြင်မှုယူသွားဆိုတကယ်တကယ်အားရတယ်ပေါ့နော်ပြီးရင်တော့အထိကိမ်းမရှိဘဲနဲ့အောင်မြင်မှုရတယ်ပြီးရင်ဥနာတော့နော်လေဗင်တက်နေထားတဲ့အကွက်တွေကတကယ်မိုက်တယ်ပေါ့လေဗင်လေးမှရတော့မနေ့ပြစ်တော့ပါလေအဲ့ကြောင့်တန်တော်လူကလေဗင်ရောနေတာအဲ့လိုမျိုးပြန်ခံပြစ်တဲ့ကောင်ကတော့ဒါမတက်နိုင်ဘူးလေနော်အခုနောက်လို့တက်နိုင်ဘူးကျွန်တော်တို့ကဒါအတက်နိုင်ဆုံးရှင်ဖမ်းဖို့ကြိုးစားရတယ်သူတို့သူတို့ရွေးချယ်တဲ့လမ်းပေါ့ကျွန်တော်တို့ကလည်းကျွန်တော်အတက်အနေရှိသေးရဲဘော်တွေရဲ့အတက်အနေရှိသေးကျွန်တော်အဲ့လိုမှမလုပ်ဘူးဆိုရင်ကျွန်တော်အဲ့လိုလုပ်လို့မရတော့ဟုတ်တယ်ဟုတ်တယ် ပြင်អော်သေးတယ်ဟဲ့ဟောဒီမှာបៃឆេងបៃឆេងဒီမှာ never go ជីလို့အဲ့ဒါဒါဒီဖွဲ့တွေခေါ်ခေါ်ပြီးတော့ဒါအရှင်ရလာခဲ့တယ်ဗောနော်အဲ့တော့အဲ့လိုပွဲမျိုးဒါရှေ့မှာရှိသေးလားဒါရှေ့ကဟိုနေ့ကပွဲရတော့တပွဲပါလေအဲဒီလိုမျိုးဟာကအခုညဒီလိုစီစဉ်ပြီးတော့လုပ်တဲ့ဟာတွေကတကယ်သဘောကျတော့ရှိတယ်ကျွန်တော်တို့ကနအူးပဲကနအူးပဲပေါ့ကျွန်တော်တို့အဲ့ဒီဟောမှာတင်ကုန်ကြီးပေါ့ကက်မလူရဲ့တင်ကုန်ကြီးဆိုတာကျွန်တော်တို့ကက်မလူတခွင်လုံးရဲ့ ဟိုကနဦးစခန်းလို့ပြူပြူစခန်းလို့ပြောလို့ရမယ်လို့ပြောရမယ်ပေါ့သိရမယ်ကျွန်တော်ကက်မှုတနေလုံးမှာတင်ကုတ်ကြီးကဟိုပြူစခန်းစဆောက်တာပေါ့စခန်းကြီးပဲစဆောက်တယ်အဲ့စခန်းကိုကျွန်တော်ဝင်ရောက်စီးနေတယ်ပဲအဲ့ဒီတော့ကကျွန်တော်တို့က3မိနစ်တင်ကုတ်ကြီးဆိုတဲ့နာမည်တင်လိုက်တယ်3မိနစ်ပဲတင်လိုက်ရအစခန်းဟာ3မိနစ်ဟုတ်တယ်အဲ့စခန်းလုံးကဟိုပါပဲကျွန်တော်တို့အခုဈေးဈေးကုန်ရဲစခန်းထားတော့ကြီးသေးတယ်အဲ့ကောင်ဩလက်နက်အင်အားလည်းတောင်းတယ်လက်နက်အင်အားတော့လူအင်အားလည်းတောင်းတယ်အဲ့တော့ အဲပြီးတော့အဲမှာခွေးစစ်တွေလည်းရှိတယ်ပြီးတော့ပြူပြူကွန်ကွန်မန်ဒိုဆွန်းထားတဲ့ကောင်တွေလည်းရှိတယ်အဲတဲမှာအင်းအဲတော့3မိနစ်ပဲတိတ်လိုက်ရအောင်အဲ့တော့ဆောင်းရစီကျွန်တော်တို့အော်ကျန်းတယ်တို့အဲ့ဒါလည်းအဲ့တော့ဒီလိုပဲလေအဲတော့လည်းကျွန်တော်တို့ဒီအခုလိုပဲကျွန်တော်တို့အဲစကန်နာတွေရအောင်ကတ်တယ်ရအောင်ကတ်ပြီးမှသူတို့ရဲ့အဲအချပါစအပေါ်လေးတစ်ဖောက်ပဲထားတာသူက အဲဒီမှာပြေးဝင်သွားပြီးဟဲ့မင်းတို့တရားမလို့နဲ့လက်မြောက်ဆိုပြီးမှပြောထားရချိန်မှာအဲဒီသူတို့ရဲ့အထူးကွန်မန်ဒိုဆင်းနိုင်ဆိုတဲ့ကောင်ကသူကနောက်ကမှတနက်ကူဟိုလှန့်ဟိုသွားယူမဲ့ချိန်မှာကျွန်တော်လဲအမ်မိုအနာ6တုံးတစ်ခါပြစ်လဲပြီးပြီးတော့ကျန်တဲ့ကောင်တွေကတစ်ခါထပ်ပြစ်လဲထားခဲ့တော့အဲ့တော့အရှင်ဖမ်းသိတယ်ခါလဲပြင်းတာအဲနည်းနည်းလောက်အောင်ကျွန်တော်တို့ပြင်းမှာကျွန်တော်တို့ခေါ်တဲ့အချိန်မှာ AC line တော့ရတယ်အသာကြီးနဲ့ခေါ်မျိုးလိမ္မာမင်းတွေ့ကြည့်ပဲလိမ္မာသူတို့တွေ့ကြမယ်ကွန်းတော့ Okay အဲ့တော့ဒါကတော့ဒါညီလေးဒါဒါ ဒီခုတင်ထားတဲ့ဒါတိုက်ပွဲဖြစ်စဉ်ဗီဒီယိုနဲ့ပတ်သက်လို့ဟိုပါဖြစ်တာပါเนาะပြီးတော့ညီလေးခုဒါလူသားဆန်ဆန်လုပ်ခဲ့တဲ့လုပ်ရတဲ့အများကြီးရှိရတယ်เนาะအမှန်တကယ်ဆိုရင်ဒါပြစ်တက်လိုက်လို့ရတယ်ကိုရန်သူလည်းဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ပြန်ပြီးတော့မတုံ့ပြန်တဲ့အတွက်အခုလိုမျိုးအရှင်ရအောင်ဖမ်းခေါ်လာအဲ့ဒါကပို့ပြီးတော့ခက်ခဲတယ်နော်အဲပြောချင်တာအဲ့လိုပြစ်သက်ထားခဲ့လိုက်ရင်ဘာမှပြဿနာမရှိကွာလွယ်ကူတယ်ကွာဒါပေမဲ့အခုကျတော့ဒါခက်ခက်ခဲခဲပုံစံမျိုးနဲ့ပဲရအောင်ဒါရွေးချယ်ပြီးတော့လှုပ်ဆောင်ခဲ့တယ်လူသားဆန်တယ်ပေါ့နော်အဲ့ဒီထက်ဒါပြင်ဒါဇီးကုန်းလုံးကပေါ့နော်ညီလေးကိုအမြဲတမ်းစိန်ခေါ်နေတဲ့ရန်သူတော်ကြီး ်တယ်သူတော်ကြီးသူရဲ့ကလေးလေးအခြေအနေပေါ့နော်အဲမီဖာပြလိုက်ပြီဆိုပြီးတော့ဟိုနေ့ကလည်းဒါပုံလေးတွေတက်လာတယ်တွေ့ရပေါ့နော်အဲ့တော့သူရဲ့သဘောထားတွေရောဘလို့လဲပြောင်းလဲကုန်ပြီလားအဲ့ဒါလေးနည်းနည်းမျှဝေပြပါဦးအဲပြောင်းလဲကုန်ပြီလားဆိုရင်ပြောင်းလဲသွားပါတယ်သူတို့ကဒါကျွန်တော်တို့မေးတယ်ကျွန်တော်တို့ဟိုကျွန်တော်တို့ဟိုခင်ဗျားတို့ဒီလိုပဲဟိုမွေးဖောက်နိုင်မထင်လားမထင်ဘူးပေါ့နောက်ပိုင်းတော့ကျွန်တော်တို့အကုန်လုံးပိုင်းလို့ပြီးလို့မယ်ကျွန်တော်ကျွန်တော်ဘာလာရင်လေကျွန်တော်တို့ဟိုအဲ့ကောင်တော့တောင်ကျော်လို့မလို့ကျွန်တော်ကပူသေးပဲကလေးမွေးအချိန်မှာတိမယ်သူက easy ပဲကျွန်တော်ကပြာခက်နေတယ်တိရမလားတို့ ်ကျွန်တော်ကိုရီကိုရီခေါ်ဆောင်လာပြီမသိမှာကျွန်တော်လက်ထက်မှာတခုဖြစ်တာမှလည်းကြောက်လို့လေသိမလားအဲ့လိုအာအဲ့ကြောင့်မို့အဲ့ကသူသူရဲ့ကိုင်းကိုင်းချင်းတော့မှအဲ့လောက်ဆိုရင်မို့ကျွန်တော်ကပြာခတ်နေရကျွန်တော်မှဘာလေးလုံးဝေးကြီးလဲအဲဝါလေးရှောက်ချလေးအဲ့မွေးပြီးမှကျွန်တော်အသက်ရှူချောင်တော့ပဲကျွန်တော်လက်အဲအဲ့ပေါ့အဲ့ပေါ့ဒီဆိုမှ on a တော်သေးတာပေါ့လားအမပြည်သူတွေကနာမည်တွေဝိုင်းပေးနေရလဲတွေ့ရတယ်။ဟုတ်တယ်နာမည်အတီးပြုတ်လိုက်ပြီလေကျွန်တော်စစ်ပိုင်ငင်း။ ဟုတ်လားမသိရင်ပိုက်ခဲကလေးကြာနာမယ်နော်အော်ကျွန်တော်ကလည်းသူသူ့အဖေတော်မှအဲ့လောက်ပြီးတော့ဟွာလုံးမှာမဟုတ်ကျွန်တော်ကပူပြီးစိုးရိမ်နေရာอืมဒါတွေကလည်းဒါတကယ်လူသားဆန်တဲ့အရာပဲလေနော်ဒါတွေကြောင့်မလို့လေဒါညီတို့တပ်ဖွဲ့တွေကိုချီချူလေးစားကြပါဘောနော်ဒါအခုဆိုရင်ဒါ energy အစိုးရအနေနဲ့ကလည်းဒါလူသိရှင်ကြားဒီလိုမျိုးဒါထုတ်ပေါ်ပြီးတော့ချီချူတာရှိရယ်လေနော်အဲ့ဒါကဒါဂုံယူရသုံးချိန်နေပါပဲညီတို့ကိုစားကိုတော့တကယ်ဂုံယူတယ်ပြီးတော့ဒါကအဲတစ်ဖက်ကဒါ ဒါအာနာရှင်ရဲ့အတုံးချခံဖြစ်နေတဲ့သူတွေကိုဒါတန်ချောင်းခေါက်လိုက်တာပဲပေါ့နော်မင်းတို့ဒီသာကောင်းကောင်းဝုံဝုံနဲ့ငါတို့ဘက်ကိုကူပြောင်းမယ်ဒါမှမဟုတ်လဲလင်းဝင်မယ်လက်နဲ့ချမယ်ဆိုရင်မင်းတို့အခုလိုမျိုးကောင်းကောင်းဝုံဝုံရှင်သန်ခွင့်ရမယ်အဟုတ်ပါကြည်ပါလားသူ့ဖေကတော့မစိတ်မပူပါဘူးကိုဒီအစိတ်ပူပြီးကလေးမွေးပြရတယ်ဟုတ်တယ်ဒါမျိုးပုံစံမျိုးတော်တော် easy ပဲကျွန်တော်ကဒါဟွာဖြစ်နေရကျွန်တော်ကစိတ်ပူတခုချင်းမှာစိတ်ပူပြောတဲ့ easy ပါအဲ့ကောင်ကြီးကမလွယ်ဘူးနော်မင်းဖြစ်တဲ့အချိန်မှာ तू သူ့မိမရှေ့ထားပြီးထွက်လာတာနော်ဟုတ်ကဲ့ အဲပြီးတော့ဒါညီလေးอ่ะအခုဒါညီเจ้าကိုဒါတင်တဲ့ခါမှာပေါ့เนาะတချို့ကပြောတယ်ပေါ့เนาะဒီလိုမျိုးတွေသွားလှုပ်လိုက်တဲ့ဟာကပေါ့เนาะပြည်သူတွေကစစ်ရှောင်ရလိမ့်မယ်ပေါ့เนาะမင်းတို့တွေကအင်တာဗျူးလိုက်ပေါ့เนาะပြီးရင်ဒါပြည်သူတွေကစစ်ရှောင်လိုက်အဲ့ဒါတွေမတွေးမိဘူးလားဘာလားညာလားเนี่ยပြောတာတွေရှိတယ်ပေါ့เนาะအဲ့ဥစ္စာကိုညီလေးဘယ်လိုပြန်ဖြေရှင်းကျင်လဲကျွန်တော်တို့အင်တာဗျူးရတယ်စစ်ကြောင်းထုတ်ရတယ်မဆိုင်ဘူးလေကျွန်တော်တို့အဲ့လိုအရင်တော့အင်တာဗျူးမခံရတော့ကျွန်တော်တို့ဒီလိုတိုက်ပွဲတွေပေါ်ဆောင်မပေါ်ဆောင်လဲစစ်ကြောင်းကထိုးတာပဲသူတို့ရဲ့ ူရဲ့မူးကွာဒီမူးတိုင်းသွားနေတာဒါကိုကျွန်တော်တို့ကကျွန်တော်တို့မတိုက်ဘူးဆိုရင်ရောဘယ်သူကသွားတိုက်မှာလဲကျွန်တော်တို့ကသူတို့ဟိုမှာဒီတိုင်းပဲကျွန်တော်လည်းကိုယ့်နေရာကိုယ့်နေကိုယ်နေသူလည်းသူ့နေရာသူနေဆိုရင်ဓာကြီးရဲ့ပြီးသွားမှာလားပြီးမသွားဘူးလေကျွန်တော်ကဒါကိုတိုက်မှာရမှာတိုက်လို့လေကျွန်တော်တို့ပြောတာဟိုကျွန်တော်တို့စဉ်းစားကြည့်ပြကျွန်တော်တို့ဒီဟွာနဲ့လူတယောက်ရဲ့အတန်နဲ့အိမ်နှလုံးနဲ့သူကဘယားပူပြီးတန်ဖိုးရှိရလူတကတန်ဖိုးရှိရလေအဲ့တော့ကျွန်တော်တို့ကဒါသူတို့ကိုကျွန်တော်တိုက်မှာရမှာလေမတိုက်ဖိနေကျွန်တော်တို့လို့နေကျွန်တော်ပဲခံရမှာပေါ့မဟုတ်လေသူကမီးရရှို့နေမှာပဲလေอืม ကိုတွေတော့မတိုက်လေသူတို့လာပြီးဆွေးချောင်းထိုးရင်ပြီးတော့လည်းသူတို့လာပြီးရှုနေမှာပဲလို့ကျွန်တော်အခါလေးနဲ့ damage ရှုနေကြပါလေဒါလေးကတိတ်ထူးထူးနဲ့အရာမဟုတ်တော့ဒါကသူတို့ရဲ့ခွေးချင်းခွေးချင်းနဲ့ကြံတဲ့အချင်းနေဆိုတော့ဒါလေးကိုကျွန်တော်ကတိုက်သည်ဖြစ်သည်မတိုက်သည်ဖြစ်သည်ဒါသူတို့ရှုမှာပဲတိုက်တော့လေဒီကောင်တွေဘက်ကတော့ရန်သူအင်အားနှဲသွားမယ်ကြသွားမယ်ကျွန်တော်တို့ကျွန်တော်ဘက်ကအောင်မြင်မှုတွေရမယ်မတိုက်တော့လေသူတို့ကလာပြီးတော့မီးရှို့မှာပဲတိုက်တော့လေမီးရှို့မှာပဲအရှို့ရှို့ပဲဒီကောင်တွေရဲ့ဘူဟာရနဲ့အချင်းကမီးရှို့ဖို့တန်ဝေးဖက်လာတဲ့ကောင်တွေလို့ပြောရမှာလို့ဖြစ်နေ อืมอริกะအဲ့ဒါကိုပြည်သူကတော့လေတချို့ပြည်သူကတကယ်အုံနောက်ရှိရဲ့သူကတော့နားလဲပါတယ်ဗောနော်ဘာလို့လဲဆိုတော့ဟိုစစ်ဘေးရှောင်းတာဆန်းတော့မဆန်းတော့ဆိုတဲ့အနေထားဗောနော်အခုစစ်ကောင်စီကနေရာတိုင်းမှာလိုက်ပြီးတော့ဒါမျိုးလုပ်နေတာဆိုတော့စစ်ကြောင်းထိုးလိုက်ဒါပြည်သူတွေထွက်ပြေးလိုက်အဲ့လိုဖြစ်နေတာဒါပေမဲ့အဲဒီလိုမျိုးသာဒေါ်လာရင်းတက်ခွဲတွေကစစ်ကောင်စီကိုအနိုင်တိုက်နိုင်မယ်ဆိုရင်ဆဲစလောက်စစ်ရှောင်းပါစေဆိုပြီးတော့ပြောတဲ့ဒါပြည်သူတွေရဲ့စကားကိုလည်းဒါရင်နာနာနဲ့ကြားရတာရှိတာဗောနော်အဲ့လိုဘယ်လိုပဲဖြစ်ဖြစ်အောင်မြင်မှုတွေရဖို့အတွက်ကတော့ဒီလိုမျိုးလုပ်ရတာပဲအားလုံးပြီးသွားပြီဆိုရင်တော့ဒါ ို့တွေပြန်ပြီးတော့ဒါဝိုင်းဝန်းပြီးတော့ပြန်လဲထူထောင်ရေးတွေလည်းကုညီကြရမှာပေါ့လေနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အစ်ကောင်စီကတော့သွားတိုက်လဲလုံမှာပဲသွားမတိုက်လဲလုံမှာပဲလုံမှာပဲဒါပဲဟွပြီးတော့အချို့အခြေအနေကြောင့်မလို့ဒါဒီရက်ထဲမှာဆိုရင်ဒါကြောင်မဲကိစ္စပါနေလေ။ကြောင်မဲကိစ္စနဲ့ဆေးရကြနေကြတဲ့ပြည်သူတွေလည်းရှိတယ်ပေါ့နော်။အဲ့တော့အဲ့လိုမျိုးပြည်သူတွေကိုရောဒါညီလေးအနေနဲ့ဒါအောင်မြင်မှုတွေရယူထိုင်နေတဲ့ဒါညီငယ်တယောက်အနေနဲ့အပိစကားလေးပေါ့နော်။လေးစီကနေအပိစကားလေးပြောပြပေါ့။အပိစကားပြောချင်တာတော့ဒါကျွန်တော်တို့ကဒါဘယ်လိုရမလဲဒါကျွန်တော်တို့ စစ်တိုက်နေကြပါနှစ်ဖက်လုံးကတော့ကျွန်တော်တနက်နေ့နေ့ပြည်နေကြတယ်ခတ်နေကြတယ်ကျွန်တော်အင်အားတားတဲ့အချိန်မှာဟိုရန်ရန်သူဘက်ကအင်အားတားလို့ရှိရင်ရန်သူဘက်ကအသာသီးရသွားမယ်ပေါ့နော်ကျွန်တော်တို့ဘက်ကပြန်ပြီးအင်အားတားလာတဲ့အချိန်မှာကျွန်တော်ဘက်ကပို့ပြီးတော့ဟိုအနိုင်ရရှိသွားမယ်ပေါ့ဒါတွေကိုကျွန်တော်တို့ကဒါတွေကိုဟိုအားပေးတဲ့တွေကပေးလို့လိုက်ပြီးတော့ဝမ်းနေနေမယ်ဆိုရင်ကျွန်တော်တို့ကဒါကြီးမပြီးနိုင်တော့ဘူးလို့လည်းရေးရအဲ့တော့ဒီအားဒီကျွန်တော်တို့ကရန်သူဘက်ကတင်းသွားတဲ့အချိန်ဆိုရင်ကျွန်တော်တို့ကအဲ့ဒါကိုဘာလို့ရမလဲဆိုရင်ပြည်သူတွေရဲ့ထောက်မမှုနဲ့ပြည်သူတွေရဲ့အားပေးစကားနဲ့ကျွန်တော်တို့ကအဲ့ဒီ တင်းခံရတဲ့ပြန်ပြီးတော့ပေးလိုက်တဲ့နေရာတွေမှာကျွန်တော်တို့တော်လိုင်းအင်အားစုတွေပြန်ပြီးတော့တင်ပိုင်နိုင်အောင်ပြည်သူတွေရဲ့အာကျွန်တော်တို့ရဲ့ဖောက်မတ်မှုတွေမေတ္တာတွေပေါ့နော်အများကြီးလိုရတဲ့အချက်တွေကျွန်တော်တို့မှာ အားပေးအားပေးတာဆိုလို့ကျွန်တော်တို့ပြည်သူတွေပြည်သူတွေရှိမှကျွန်တော်ကလည်းအားရှိမှအဲ့တော့မို့ပြည်သူတွေကလည်းအဲ့လိုပြည်သူရဲ့စကျွန်တော်တို့ဝန်ထဲနေမိဆိုကျွန်တော်တို့တော်လိုင်းကြီးတွေကဟိုပို့ပြီးတော့ဝန်ထဲတောင်းမှာပေါ့ရဲဘော်တွေကအဲ့တော့ကျွန်တော်တို့ပြည်သူတွေလည်းစိတ်တက်မကြသေးခြင်းဘူးကျွန်တော်တို့ဒီလေပြည်သူစိတ်တက်ကြတာကျွန်တော်တို့တော်လိုင်းကြီးတွေစိတ်တက်ကြသွားလို့ရှိရင်ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးဖြစ်သွားလိမ့်မယ်အားကြောင့်မို့ကျွန်တော်တို့ပြည်သူတွေတော့စိတ်တက်မကြသေးဘူး ဟိုတိုက်တွန်းနေတယ်ပေါ့နော်။ဟွန်းဟွန်းပြီးတော့ဒီစစ်ကောင်စီဘက်ကဝါရဖြန့်လာနေရှိတယ်ညီလေးอ่ะအဲဒီဖမ်းမိတဲ့သူတွေဆိုရင်တိုတိုလိုင်းတပ်ဖွဲ့တွေကရှင်းပစ်တာအဲမေးစရာရှိတာမေးပြီးအပြောက်လုပစ်တာတော့ဒါမျိုးပုံစံမျိုးတွေပြောတာရှိတယ်ပေါ့နော်အဲတော့じゃအဲ့လိုဟာမျိုးတွေကိုရောဒီလိုဝါရဖြန့်တဲ့ဟာတွေကိုရောဘယ်လိုတုံ့ပြန်ကျင်လဲဒါကျွန်တော်တို့ကဒါဟိုကြိုက်တဲ့ချိန်မှာကျွန်တော်တို့လိုတာမေးလို့ရကျွန်တော်တို့မှာဒါစစ်တုံ့ပန်းနေဆိုကျွန်တော်လက်ခံရအောင်မထီဘူးဗျာကျွန်တော်တို့ဒါသူတို့ရဲ့ဒါပြည်မှုအမြောက်ကျွန်တော်တို့ကထောင်ချတယ် ထောင်ချတယ်ပြည့်တံပေးတယ်ပေါ့နော်တချို့ဆိုရင်ထောင်နာပြတာပေါ့ကျွန်တော်တို့လို့လည်းပဲနေရတဲ့ထောင်တွေပါကျွန်တော်တို့ချားရဆိုတာဟိုအဲ့ဒါဒီမှာသူတို့ဘက်ကဝါရဖြတ်နေဆိုတာဟိုမှာသူတို့ရဲ့သူလည်းသူတို့သူတို့မလုံတော့ဘူးသိရမလားအဲ့တော့ဒီကောင်တွေကလည်းအဲ့လိုဝါရကလည်းဖြတ်ထားမှာမဖြတ်ထားဘူးဆိုရင်အကုန်လုံးအလင်းဝင်သွားကြမှာမဖြတ်ထားဘူးဆိုရင်အကုန်လုံးအလင်းဝင်သွားကြမှာသိရလားအဲ့လိုကျွန်တော်တို့ဒီမှာရင်းတော့အလင်းဝင်တဲ့နေရာသုံးပါရှိတယ်အဲ့လိုရှိတဲ့အချိန်မှာဘာဘာပြောလဲဆိုရင်သိရမလားကျွန်တော်တို့အလင်းဝင်သွားချင်းအကုန်တတ်တာပေါ့သိရမလားအဲ့ကြောင့်မို့ကျွန်တော်တို့အကုန်လုံးကဝင်ကြီးဟို လာခြင်းတော့လေတက်ခံပါကြတော့တက်မှမလာကြဘူးအဲ့လိုဝါဒဖြန့်ဒီကောင်ကြီးကဝါဒမဖြန့်တော့ဟုတ်တယ် BD ဘက်ကဒီကောင်ဒီဘက်ကဟိုလင်းဝင်လည်းမတက်ဘူးဝင်လာမဲ့ကောင်နေအများကြီးပဲဒီကောင်ကဝါဒရဲ့ဖြန့်ထားအောင်မှမဖြန့်နိုင်ဘူးတို့တက်ကချုံတာကြပေါ့သူတို့ဘက်ကကြံမတော့မဟုတ်ဘူးလားကြံမတော့မဟုတ်ဘူးဝင်နေရမှာဒီပုံစံတိုင်းကိုသိရမှာညာဖြစ်နေတယ်ကျွန်တော်ဘာလို့ဘာလို့ဟူတယ်အဲဒီညာဖြစ်နေတဲ့ပတ်သက်လို့ဒါဒါပြူစောတိတွေပေါ့နော် ဲ့တော့ဒီဒီလိုမျိုးဒါစစ်ကောင်စီရဲ့အလိုကြပေါ့ညီလေးအားဒါစစ်ကောင်စီဆိုရင်ဒါပြည်သူတွေကိုနှိပ်စက်တပ်ဖြတ်တဲ့လုပ်ရက်တွေကိုကျူးလွန်နေတဲ့ကောင်တွေအခုလဲဒါပြူစောစီဆိုတဲ့သူတွေကဒီစစ်ကောင်စီအဲကျွေးတဲ့အယိုးရင်းလောက်ကြိုက်ပြီးတော့ပေါ့နော်ဒါပြည်သူတွေကိုနှိပ်စက်တပ်ဖြတ်မှုတွေလုပ်နေတဲ့ဒီပြူစောတီးတွေကိုရောညီလေးဘယ်လိုမျိုးတုံ့ပြန်နေလဲဘာမျိုးပြောချင်လဲလုံးဝတော့မှန်ရေဆိုကျွန်တော်တို့ကရင်းမှန်ရင်ဒါဟိုပြည်သူတွေတော့လုံးလို့ရလိမ့်မယ်ပေါ့နော် ပြည်သူတွေဆိုတော့ဒါလက်နက်မဲ့ပြည်သူဖြစ်တဲ့အတွက်သူတို့ထင်တန်းကျေလို့ရလိမ့်မယ်။ဒါထင်တန်းကျေတဲ့အချိန်မှာနည်းနည်းတော့ကူးဆိုင်ပြီးကျေပါတော့ကျွန်တော်တို့ PDF အနေနဲ့မှားမယ်။ကျွန်တော်တို့ PDF တွေတွေ့လို့ရှိရင်တော့အဲ့လိုမရမှာမဟုတ်ဘူးလို့သူတို့ပြောနေတယ်သိရမလားအဲ့တော့ကျွန်တော်တို့ဝင်လိုက်တဲ့ချိန်မှာလဲကောင်းမွန် AAC စီလက်နက်ချရင်တော့အသက်ချမ်းသာဝင်ပေးလိမ့်မယ်ဒါမှမဟုတ်နည်းဟိုပြန်လဲခုခံမှုစိတ်ကူးရထည့်ပြီးဆိုတာနဲ့ကျွန်တော်တို့ကိုင်တဲ့တနက်တွေကပန်းရင်ပေါက်တာမဟုတ်ကျွန်တော်ကတနက်တွေကြီးနေပြစ်တာအဲ့ဒါနည်းနည်းတော့ဂီးဆိုင်စီနေသူတို့အဲ့လိုပြောကြတယ်အဲ့ဒါပဲဟိုအိုက်တယ် အဲလောက်ပါအောင်မင်းသားကြီးနိုင်အရင်တော့ကမင်းသားကြီးဒါမိုဘိုင်ရှယ်တို့ဒါစိန်ခေါ်တာဆိုဟုတ်လားဟုတ်ပါကြကျွန်တော်ဟုတ်ဘူးလားဟုတ်ဟုတ်ကြဘူးဟုတ်အေးဟုတ်ပါပြီအဲဘလို့ဘလို့ခန်းစားရလဲအခုဒါတပ်ဖွဲ့တွေနဲ့အခုလိုမျိုးတပ်ဖွဲ့တွေကဒီလိုမျိုးဆက်ဆံလိမ့်မယ်လို့ဒါထင်ထားမိလားအမ်ထင်တော့ထင်ပြီပါပထမအခုလိုမျိုးကောင်းမှုမထားတော့อืม အဲအဲ့နေရဆိုရင်တော့ဒါဘာမှအန်ဒီမပေးဘူးလေနော်ထွက်လာဆိုပြီးတော့ပြောရဲ့အချိန်မှာထွက်လာပြီးရဲ့အချိန်မှာဒါအမျိုးသမီးကဒါကိုရင်ဆောင်ထားရလဲတိရောအဲအင်ကြီးလေးတော်မှာပြေးယူပြရဲရှိရဲ့ဗျာအဲ့လိုမျိုးတုံ့ပြန်တော့ကြတော့ဘလို့ခံစားရအဲအဲ့လိုမျိုးကြကျွန်တော်ဝမ်းသာပါတယ်ကျွန်တော်ကျွန်တော်တို့ကောင်းမှုလေးခေါ်လာဟွန်းဟွန်းလောက်ပါအောင်နည်းနည်းထပ်ပြောပြပါဦးဘာတွေဘာလို့တွေခံစားရလဲအမျိုးသမီးရောအချိန်နေကျမကြီးကလေးရောကောင်းပါတယ်အမျိုးသမီးရောကလေးရောကျမကြီးအကုန်လုံးကောင်းပါဟွန်းဟွန်းဟာနံပါတ်၄ပြေးပြီးသွားပြီလားရွေးပြီးသွားပြီလား အဲနာမည်ပေးဘွားပြီဒီကကိုပိုင်ချဲဟိုဟာပေးတာစစ်ပိုင်ချင်းပေးတာအာစစ်ပိုင်ချင်းအမိုက်လိုက်လားတော့ကြလားနာမည်မကြပါနဲ့ကြပါနဲ့ဟုတ်အဲဆိုတော့ခုလိုမျိုးဒါဒီဘက်ကိုရောက်လာပြီဆိုတဲ့အချိန်မှာသဘောထားမှန်နေလဲတည်ပြီပေါ့နော်အဲတော့ကျတော့ကြံနေသေးတဲ့အထဲတွေကပေါ့နော်အတုံးချခံဖြစ်နေတဲ့သူတွေကိုရောနည်းနည်းဘာပြောချင်လဲပြောပြောချင်တဲ့ရင်းနေရစကားတွေလုပ်ပါအောင်အဲခုလိုမျိုးသူတို့ကဒီအလင်းဝင်မဲ့ဆိုရင်ဝင်ပေါ့ဒီဘက်မှာကောင်းမွန်နဲ့ထားတယ်อือဟွန်း အဲ့ဒါပြောချင်ပါတယ်။အင်းဆိုအခုကဒါပါတယ်ရင်းနေရပါတယ်စကားလားဒါလုံးချက်ပြောချင်ပါတယ်။ရင်းနေရပါလို့ပြောပါ။အဲ့ဒါပြုံးပြုံးလေးပြောအဲ့ဒါဟုတ်ရင်းနေရပါလို့ပြော။အဲ့ပြီးတော့နော်။ဒါကဒါဟုတ်တယ်တချိန်မှာတော့ဒါဟိုဘယ်လိုပြောမလဲ။ဟိုစစ်ကောင်စီကဝါရမိုင်းတိုက်ထားတာတွေကြောင့်မလို့ဒါအမှားယွင်းတွေလုပ်ခဲ့လိမ့်မယ်ပေါ့နော်။ဒါပေမဲ့အသက်ရှင်စဉ်တော်တင်မှာတော့ပြင်ဆင်ဖို့အမြဲတမ်းအချိန်မီပါတယ်နော်။အဲ့ကြောင့်နိုင်ငံမဖြစ်ခင်မှာကုပြောင်းကြတာတွေ လင်းဝင်နိုင်လက်နဲ့ချတာတွေဒါတွေလုပ်မယ်ဆိုရင်ဒါအခုလိုပဲရှင်သန်ခွင့်ရမှာပေါ့လीเนาะဒါအခုဆိုရင်ဒါခင်ဗျားဆိုရင်ဒါတိုက်ပွဲဖြစ်နေတဲ့တော်တင်းမှာဒါလက်နဲ့ချတာเนาะဒါပေမဲ့တပ်ဖွဲ့တွေဘာမှမလုပ်ခဲ့ဘူးလीเนาะဟုတ်ဟုတ်ကျွန်တော်လည်းမပြစ်ပါဘူးမပြစ်ပါဘူးမပြစ်ပါဘူးအဲ့တော့အဲ့တော့ဘလိုပဲဖြစ်ဖြစ်အခုလိုမျိုးတွေ့ရတာဒါကောင်းပါတယ်ပေါ့เนาะအဲဟုတ်ကဲ့ပါဘူးရှိတာတော့ဟိုတစ္ဆာမဖောက်နဲ့ပေါ့ဗျာအဖွဲ့တွေကဟုတ်ကဲ့ပါဘူးသိချပါဘူးမဖောက်ပါဘူးအဲ့ဒါစိတ်ချကျွန်တော်လည်းကောင်းမွန်ထားဒီမှာညီလိုကိုလိုပဲပေါင်းကြရအောင်အဲ့ပါအဲ့ပါเนาะအဲ့ဆိုအဲ့စကမ်းမှာဘာရာလူလဲခင်ဗျား ျွန်တော်ကအခြားဆင့်ဗျအဲ့ဒီဘာဘာရလို့လဲဘာဆင့်ဟုတ်ဒုတိယချက်ဒုတိယချက်ဩနာမည်ကနာမည်ကဝေထုံးနိုင်ဝေထုံးနိုင်ဩโอเคโอเคအဲ့ဒါလေးခြေနေလေးမေးချင်တာပါအဲတားလေးရဲ့ခြေနေရောဘယ်လိုလဲပါလဲပေါ့နော်โอเคနော်အဲ့ဆိုသစ္စာဖောက်တာတွေပါတော့မလုံနဲ့ပေါ့နော်အမလုံမလုံဘူးကိုစိတ်ကြစိတ်ကြအဲ့ခုလိုမျိုးဒါအချိန်ပေးပြီးတော့ဒါအောင်မြင်မှုရှိတိုင်းပါပေါ့နော်ပြည်သူတွေဝမ်းသာရအောင်အားတက်ရအောင်မျက်နှာပြည့်ပေးတဲ့အတွက်လည်းရန်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့လည်း view site ပါအောင်မြင်မှုတွေလည်းတရားပေါ်ရမယ်လို့ယုံကြည်တယ် ပြီးတော့တပ်ဖွဲ့တွေကိုလည်းဒါညီလေးနဲ့တူပေါ့နော်ညီလေးနဲ့တူပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့တပ်ဖွဲ့တွေအားလုံးကိုလည်းပြည်သူတွေအကုန်လုံးက chicken လေးစားပါတယ်ဆိုတဲ့အကြောင်းလေးလည်းဒါပြောပြပါပါနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကြောက်